ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Neo Audio ဘို့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပရိသတ်များကိုတင်ဆက်ပေးခြင်းနဲ့တရေဇလန်းလေးတစ်ပုဒ်ကတော့တစီခေမုံလို့ခေါ်တဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရစေ။ဒီဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးအားပေးတော့ဖို့တောင်းဆိုပါစေရှင်။အသေးသေးလေးဒီတိုင်းမှာလည်းတရအောင်လို့ဘီနာ Notify လေးကိုနှိပ်ပြီးအားပေးတော့ကြပါအောင်ရှင်။ ဟုတ်ကဲ့အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုထူပင်ကျေးဇူးတင်ရှိပါတယ်။ဒါဆိုရင်တော့ကျမတို့ရဲ့ဇာတ်လမ်းလေးကိုစတင်လိုက်မယ်နော်။ကိုဝင်ရင်းနေပြီဖြစ်တဲ့စနေဖြစ်သူကိုခြံထားပြီးအလုံသွောင်းလို့ရောက်မှာကို တွေးနေပဲတင်ထုံးဦးကစိတ်မောနေမြည်။ဆရာကအရေးတကြီးခေါ်တဲ့အတွက်မသွားလို့လည်းမဖြစ်။မိမိတို့လင်မယားစောင်းဝေးနေရေးပြည်လင်အောင်အလုံပေးကူညီပေးထားတဲ့အတွက်သူမလွန်ဆန်ရဲပါ။ဘာတွေတွေးနေရလဲယောက်ျား။ညနာလည်းမကောင်း။ ဆရာမြကြီးနောက်ကုံပစ္စည်းပို့ဖို့အကူအညီတောင်းနေရဲ့ခင်မအဲ့ဒီလန်ခရကျန်းတော့ကိုနဲ့မှစိတ်ချတာတဲ့ကိုကသူ့ရဲ့အယုံကြည်ရဆုံးသူတယောက်ဖြစ်နေရဲ့လေအဲ့ဒါကြောင့်ကိုလည်းညင်းဖို့ခက်နေရဲ့ကွာခင်မောင်လည်းတယောက်တည်းချန်တော့ဘောစိတ်မချောင်းဘူးစိတ်ညစ်ပါတယ်ကွာခင်မောင်ဖြစ်တွေ့ရဲ့စကားကြောင့်ခင်မောင်မှပြုံးလိုက်ပြီဒါများဘာစိတ်ညစ်စရာရှိလို့လဲယောက်ျားရဲ့ခင်မောင်စိတ်မပူပါနဲ့ မွေးဖို့ကလည်းနောက်ထပ်တလားလောက်လိုပါသေးရင်ခင်မတယောက်တည်းနေလို့အဆင်ပြေပါမလားကြေပါရရောက်ကြရင်ဘာမှစိတ်ပူမနေနဲ့သွားစရာရှိရတာသွားအလွန်ဆုံး10လောက်ပဲကြာမှာပါပြရနဲ့ချက်ချင်းပြန်လာခဲ့မယ်နော်ခင်မအေးမရောက်ကြရင်ဇနီးတဲ့ကအဆင်ပြေတယ်ဆိုမှခီးသွားဖို့အတွက်ပြင်ဆင်စရာရှိရသူပြင်ဆင်လိုက်တယ်သူတို့လင်မယားကအသက်ကြီးမှကံမောပါရင် အသက်40မှာတောင်းကုန်ဝင်ဆရာကြတယ်။အဲဒါကြောင့်ဇနီးတဲ့ကိုသူ့ပို့ပြီးတော့ဂယုဆန်ရပါတယ်။မွေးကနေနှလားလောက်ကြုံပြီးသူ့အလုပ်ရက်ထားတော့ဇနီးတဲ့နာမှာလိုအပ်တာမှန်တယ်မြ။သူ့အကုန်လုံးဆောင်ပေးခဲ့ပါတယ်။အခုကသူ့ရဲ့ကျေးဇူးရှင်တထေးကိုရိုင်းကအတန်တန်တောင်းဆိုနေရကြောင်းမလွဲမရှောင်သွားပဲမြကြီးနာကိုကောင်းမောင်းကကုန်ပစ္စည်းသွားဖို့ပြရတော့မယ်။သွားဖို့အတွက်ပြင်ဆင်ပြီးဇနီးတဲ့အတွက်လည်းလိုအပ်တာပြင်ဆင်မိရနဲ့ ကျမရဲ့ဂယုဆိုင်ဖို့တတတို့မှကြပဲသူခရီးကိုစတင်ထွက်လာခဲ့ပါရင်ခင်မုန်းတဲ့ဘာမှမလုပ်ခိုင်းတော့လေခင်မမကငကိုကလေးကအလုံးမလုပ်ဘဲဒီတိုင်းမနေတတ်တဲ့အတွက်ဆောင်းကိုယူကရှော်ရံပြန်လိုက်တဲ့အိမ်နောက်ဘက်ရေစီမှာခင်မုန်းတဲ့မသွားခင် ရေအပြည့်ဖြည့်ပြီးသွားပါရင်သူ့ဘော်အဆောဆရရဂယုဆိုင်ပြည့်ခင်မုန်းကိုရထားတဲ့အတွက်လည်းခင်မမဂျီနူပီတီဖြစ်နေရပါရင်ကြကြနနထိုင်ကဆောင်းထိုင်ရှော်ပြီးရနဲ့ နေလန်းရံထထွားလိုက်စဉ်အမေဘေးနားချထားတဲ့ဆက်ပြောင်တုံးကိုတက်နေမိပြီးချုံလဲကြသွားပါရင်အာထားရံပြင်လိုက်တဲ့အခါမှာတော့ဘိုက်တေးကစုကနေနာကျင်သွားတဲ့အတွက်မျက်စိမိတ်အန်ကျိတ်ကညှင်းညူလိုက်ပါရင်အဲ့ဒီနောက်ခဏနာပြီးမှစူးစမ်းပြီးမတ်တက်ထားရံလိုက်ပါရင်ဘိုက်တေးကနာတာတော့မပြောက်သေးတစ်ချက်တစ်ချက်စုကနေနာကျင်တက်လာတဲ့အတွက်ဖြည်းဖြည်းလေးလမ်းလျှောက်ပြီးအိပ်ရတဲ့လဲနေလိုက်ရရင် နာကျင်မြောင်ငင်ငင်လေးလဲနေရင်ခင်မမတယောက်အိပ်ပြောင်းသွားရင်ရှုပ်တယ်ဘိုက်တဲကနေစုကနေပြန်နာကျင်လာမှပြန်နိုးလာခဲ့ပါရင်သူဘလောက်ချိန်ထိအိပ်ပြောင်းသွားရင်မသိပြန်နိုးလာတော့မှောင်မင်းနေပြီးမိုးချုပ်စားပြုနေပြီအပေါ်သွားကျင်တယ်လို့ဖြစ်လာတဲ့အတွက်တမီးကိုယူကခြံနောက်ဘက်ကိုဖြည်းဖြည်းလေးရှောင်းလိုက်ပြီးခြုံွယ်မှထိုင်ချလိုက်ပါရင်အာဘိုက်တဲကပို့ပြီးတော့နာကျင်လာရင်အန်ကိုကြိတ်ထောင်းလိုက်ရပါရင် နာကျင်မှုကိုအံတုရင်အာရှိသလောက်ညှက်ထုံလိုက်တော့ငိမ့်သက်နေတဲ့သူမရဲ့ခလေးလေးကအပြင်ကိုထွက်ကြလာပါရင်ငုငုခလေးငိမ့်သက်နေတဲ့သူမရဲ့မွေးကင်းဆောင်ခလေးလေးကိုကြည့်ပြီးခင်မမတရအလုံးဝန်းနေစုံနေလာပါရင်သူကိုယ်တိုင်ကလည်းတွေးအရန်ဆင်းနေတဲ့အတွက်တကူလုံးဖြူဖြုံလာပြီးအာမရှိတော့အဲ့ဒါကြောင့်မလို့အဲ့နေရာမှာပဲလဲကျသွားပါရင်ဆေးကြပြီးရဲ့နောက်အလုပ်ပြီးသွားတာနဲ့ ဝမ်းသာအားရစွာတင်တိုးဝအင်ကိုပြန်လာခဲ့တယ်။ခင်မရေခင်မကိုပြန်လာပြီကွာ။ချန်ဝါကနေဝမ်းသာအားရအော်ခေါ်လိုက်ပေမဲ့ခင်မမကတော့ထမလာခင်တင်တိုးဝစိုးရင်သွားပြီးအဝိစာတို့ကိုပြေချာကအိမ်မော်ကိုအမြန်ပြေးတက်လိုက်တယ်။ခင်မအိမ်ရဲမှာဘေးတဆောင်လင်းနေပြီးခလေးနိုးတိုက်နေတဲ့ဇနီးတဲ့ကိုမြင်တော့တင်တိုးမယုံကြည်နိုင်အောင်ဖြစ်သွားရပါတယ်။ယောက်ျားပြန်လာပြီလား။ သူ့ကိုယ်ကျေးပဲပြုံးပြစွာမေးလာတဲ့အတွက်တင်သူခေါင်းကြီးပြောင်းလိုက်တယ်။ကလေးငွေသွားပြီလားမိမ။ဟောကြည့်ငွေသွားလို့ပဲအခုမြင်နေရမဟုတ်လား။ဘယ်တော့ငွေသွားလဲ။ယောက်ျားလေးလားမိန်းကလေးလား။ရေချင်းရောလူသေးရမဟုတ်လား။နေလို့ရောအစင်မြည့်လားခေမ။ခေမကိုကြည့်ရတာအာမရှိတယ်လို့ပဲ။ဖြောတော့ဖြစ်နေတဲ့ဇနီးတဲ့ကိုယ်ကျေးပဲတင်သူစိုးရင်နေမြည်။ဖြစ်ဖြစ်မိပါယောက်ျားရဲ့ဘယောက်စားဖြစ်ရမှန်းတော့မသိအောင် ကိုအစေတားဘူးနေလို့ပါမပူပါနဲ့ခင်မအားလုံးစင်မြင်အခုမှခင်ရပြန်ရောက်တာနားပါအောင်မနားပါအောင်ကို့ကလေးပေးချင်အောင်တမီးရအိတ်နေပြင်ယောက်ျားရဲ့နောက်မှချီရောနော်တင်းနိုးစိတ်တဲ့တမျိုးကြီးခံစားနေရပါရင်တည်ပြီးတော့ဘဝင်မကြချင်းအိုးငါဘာတွေဖြစ်နေရလဲစောစောမွေးသွားတော့လေကောင်းတာပေါ့ဘာဘဝင်မကြစရာရှိလဲမိမိရဲ့အတွေ့အကြုံကိုဖျောက်ပြက်ပြီး ိပ်ပျော်နေတဲ့ချစ်စရာကောင်းတဲ့မိမိရဲ့သမီးလေးကိုကြည့်ပြီးကြည်နူးစွာပြုံးလိုက်ပါရင်အဲ့လိုနဲ့သူင်ကို ပြန်ရောက်တော့တပတ်ရှိပါပြီခင်မမီးမထုံးရသေးမလားသမီးလေးလည်းအတော်တန်နေပြီဆိုတော့ကိုရိုးရီအစင်လိုက်ရမီးထုံးကြတာပေါ့တင်နူးအဲ့လိုပြန်လိုက်တာနဲ့ခင်မမမျက်နှာကွက်ခနဲပြတ်သွားပါရင်ဟင်မဖြစ်ဘူးဟေးဘာလို့လဲခင်မစနေတဲ့ကိုကြီးကတင်နူးအံ့ဩသွားရပါရင် နောက်မှလုံကြတာပေါ့ယောက်ျားရဲ့မွေးထားတာမကြောင်သေးတော့နေလို့သိမကောင်းဖြစ်နေရလူတွေအများကြီးလာရင် နေရပို့ပြီးတော့အဆင်မပြေဖြစ်မှာစလို့ပါစနီးတယ်ပြောရလဲဟုံနေပြန်ပါတယ်ခင်မမကိုကြည့်ရတော့သူသိအာမယဖြောတော်တော်နဲ့အာမရှိတယ်လို့ပါအဲ့ဒါလဲမှန်ပါတယ်ခင်မကိုကြည့်ရတော့တမျိုးပဲမဖြစ်ပါဘူးဆံဝင်သွားပြီပြကြည့်ရမယ်မဖြစ်ပါနဲ့အဲ့လောက်လည်းမလိုပါဘူးနည်းနည်းထက်အနားယူလိုက်ရင်ပြန်ကောင်းလာမှာပါ မပစ်မနဲ့နော်နော်လို့ကောင်းမလုံးနဲ့ဇနီးတဲ့ကိုကြည့်ပြီးတင်းနူးတပြင်းချလိုက်တယ်။ရက်ွက်တဲကောင်ဆေးဆိုင်လေးကိုအာဆေးဝင်ရတင်းနူးထွက်လာလိုက်ပါရင်တင်းရောက်လာပြီလားတင်းနူးဆေးဆိုင်ပိုင်ရှင်အတော်ကြီးမှ တင်းနူးကိုမြင်တာနဲ့မိလိုက်တယ်။ဟုတ်ကဲ့တပတ်တောင်ရှိပြီပြပြန်ရောက်တာ။ဒါနဲ့ဘာဆေးယူမလို့လဲ။ကျွန်တော်မိမကလေးမွေးထားတာမကြသေးတော့အာမရှိတယ်လို့ဖြစ်နေရဲ့ဗျ။ အဲ့ဒါအားစီလေးအတော်ပဲကြည့်ပြီးပေးပါအောင်ဘလို့ခင်မမကလေးမွေးသွားပြီလားဒေါ်နုရီကအော်အတင်းစွာမေးလိုက်တဲ့အတွက်တင်းနူပြုံးလိုက်ပါရင်ဟုတ်တယ်ဗျမိန်းကလေးမွေးသွားတာကျွန်တော်လဲခကြီးရပြန်ရရောက်ချင်းအော်သွားတာဗျမွေးဖို့ရက်ချင်းရလဲလူသေးရလေစိုးမွေးသွားတော့လဲကောင်းတာပေါ့ဗျာမြ мян ချင်းရတာပေါ့အဲ့လိုပြောရင်တင်းနူကရီကျဲကျဲလုံလိုက်ပါရင်အတော်တော်မသိဘူးကွအလိုအားတဲ့အချိန်ခလေးလာကြုံမယ် မင်းနဲ့ပဲတူလားခင်မမနဲ့ပဲတူလားဆိုတာပေါ့တမီးကကျွန်တော်နဲ့တူတာဗျအရင်လည်းချစ်စရာ ကောင်းမှဗျဂုံညူဝေချောင်းစွာပြောင်းလာတဲ့တင်းထိုးကိုဒေါနုရီပြုံးမိကြည့်လိုက်တယ်လာခဲ့ပြီတေချောင်းကြည့်အောင်ပါလာပါဗျာလာပါကဲရော့ဒါအစ်တင်တော်ဆုံးအားစိတ်တွေပဲဟုတ်ကဲ့ကျေးဇူးပါဗျတော်ပြီနော်အေးအေးနောက်တနေ့ဝဲသူပေါင်းတာနဲ့ဒေါနုရီတယောက်တင်းထိုးရဲ့အိမ်ကိုထွက်လာလိုက်ပါရင် တေတွန်းခင်မမအိမ်ထဲမှာရှိကြလားဒွန်းတို့ရဲ့အတန်ကြာတာနဲ့ခင်မမမျက်နှာတဲမှာသွားပင်ဘသူလဲအိမ်ရှိမှာစေးဆန်ရဒွန်းတို့ကြီးလေမနေ့ကကိုစေးသွားဝင်တော့ခင်မတမီလေးမွေးသွားတဲ့အကြောင်းပြောပြလိုက်လို့သူလာကြည့်မယ်ပြောတယ်အခုလာကြည့်ရပြင်မယ်အိုးဆက်ဆက်ဆွဆွနဲ့အဲ့လိုအိမ်ကိုလာတာမကြိုက်ဘူးပြန်ခိုင်းလိုက်ခင်မမရဲ့စကားကြောင့်တင်းထူးအံ့ဩတင်သွားရပါတယ် လူများနဲ့တင်းမြတ်စွာနေတတ်တဲ့ဇနီးထံမှအခုလိုစကားမျိုးကြားရလိမ့်မယ်လို့သူလုံးဝမထင်မှတ်ခင်ပါဘူးခင်မလည်းကွာအင်းရှိအောင်နေပြီလေအိမ်ထဲပေးမဝင်လို့ဘယ်ဖြစ်မလဲ။အိုးမသိဘူးခင်မမတွေ့ကြဘူး။တင်တူးခင်မမဘသူမှမရှိကြအောင်လား။ဒေါ်နုရီကထပ်မံအော်ခေါ်လိုက်ပြန်ပါရင်ခဏပဲတွေ့လိုက်ပါနော်ခင်မ။အဲ့လိုပြောရင်အင်းရှိကိုတင်နှိုးကအမြန်လေးထွက်လာလိုက်ပါရင် ဒေါနွီလာလေဗျာအိမ်မော်တက်တင်းထိုးနဲ့တူဒေါနွီအိမ်မော်ကိုတက်လာလိုက်ပါရင်ခင်မနဲ့သမီးလေးကအခန်းထဲမှာဝင်သွားလိုက်ကျွန်တော်ရင်နွေးချမ်းနဲ့လက်ဖက်တုပ်လေးပြင်လိုက်အောင်မလို့ပါဘူးကွယ်မလို့ပါနဲ့ရပါရဲ့ဗျာဒေါနွီကကျွန်တော်မိမနဲ့သမီးကိုတကူတကလာကြည့်ရလေကျွန်တော်လည်းပြန်အခန့်ချင်လို့ပါကောင်းပါပြီကွယ်အိမ်ခန်းလေးတွေကိုဒေါနွီလမ်းဝင်လာလိုက်ပါရင်ဒါပေမဲ့ခင်မမနဲ့ကလေးကိုမတွင် အခန်းဟာပြောင်းရှင်းနေပြီးကလေးငယ်နဲ့မိခင်ရဲ့အခန်းနဲ့တူမနေတင်းတုံးပြောတော့ခေမနဲ့ကလေးကအခန်းထဲမှာဆုံးအခုဘသူမှလည်းမရှိပါနာဒွန်နွေတီတိုးရေရွလိုက်စင်လေးတွေကသူ့စီရောက်တရဝေးလာပြီးတကူလုံးကြက်သေးဖြန်းကနေထသွားပါရင်တဆက်တဲ့ပဝအအအနှံ့ကြီးကနှာခေါင်းလေးကိုတိုးဝင်လာတဲ့အတွက်အန်ဂျင်စိတ်ကိုထိန်းထားရသလိုသူ့စိတ်ထဲမှာလည်းမကောင်းတဲ့အငွေးတက်ကိုခံစားလိုက်မိရင် အရာကြောင့်အခန်းထဲမှာဆက်ပြီးတော့မနေဝင်တော့အပြင်ကိုအမြန်ပြန်ထွက်လာလိုက်ပါရင်တင်တို့လည်းလက်ဖက်တုပ်ပကံနဲ့ရင်ွေးကရောင်းကိုရှူပြင်းလောင်ဒေါ်နုရီမျက်နှာအမူအရာပြက်စွာအခန်းထဲမှာထွက်လာတာကိုမြင်သွားပြီဘာဖြစ်တာလဲဒေါ်နုရီခင်မမနဲ့မင်းသမီးကဘာမှလဲအခန်းထဲမှာမရှိဘူးပြီးတော့ဒေါ်နုရီဆက်မပြောတော့ပြီးတော့ဘာဖြစ်တာလဲကျွန်တော်မိမနဲ့သမီးကအခန်းထဲမှာရှိပါရဲ့ဗျအတော်ပြန်တော့မယ်ကွယ်ဟင် လပတ်တော့လေစားသွားအောင်လေကျွန်တော်လည်းအမြည်ကြည့်ပါအောင် တော်ပြီနောက်တော့မှပေါ့အခုကိစ္စလည်းရှိတယ်လို့ပြောင်းမယ်အဲ့လိုပြောပြီးချက်ချင်းဆိုတလို့အိမ်မောမအမြန်ပြေးစင်းသွားတဲ့ဒေါ်နုကြီးကိုတင်ထူးအောင်နားမလည်နိုင် ဖြစ်သွားရပါတယ်အဲ့ဒါကြောင့်မလို့ဇနီးဖြစ်သူကိုမီးဖို့အတွက်အိမ်ခန်းလေးကိုဝင်လာလိုက်တယ်ကလေးကိုနှုတ်တိုက်နေတဲ့ဇနီးတင်ရဲ့ဘေးမှာတင်ထိုးဝင်ထန်လိုက်ပါတယ်ဒေါ်နုကြီးနဲ့ဘာဖြစ်ခဲ့ကြလဲခင်မသူ့ပုံကိုကြည့်ရတာတမျိုးကြီးခင်မနဲ့ တခုခုဖြစ်ခရလာပြီးတော့ခင်မနဲ့တမီကိုအခန်းထဲမှာမတွေ့ဘူးလို့လည်းပြောသွားတယ်ကိုတော့နားမလဲတော့ကွာအဲ့လိုပြောရင်ဆေးရှုပ်စွာတင်းနိုးကောင်းကိုပွတ်တလိုက်ပါရင်ခင်မနဲ့တမီကအခန်းထဲမှာရှိပါရင်ယောက်ျားရဲ့သူ့ဘာသာသူဝင်မရနဲ့ချက်ချင်းပြန်ထွက်သွားတာထားလိုက်ပါဘာမှတွေးမနေနဲ့ဘာမှမတွေးနဲ့ဆိုပေမဲ့သူ့ရဲ့စိတ်ထဲမှာအတွေးပေါင်း16000တော့ကတိုးလို့ဝင်လာခဲ့တယ်ပြန်ရောက်တဲ့နေ့ကစပြီး အခုချိန်ထိစိတ်ထဲပဝင်မကြနဲ့တခုခုထူးဆန်းနေတယ်လို့ခံစားနေမိဇနီးနဲ့တမီးလေးအိမ်မောကြနေပေမဲ့တင်းနူးအိတ်လို့မပြောသေးအရာကြောင့်မလို့ဆောင်လွတ်နေတဲ့ဇနီးတဲ့ကို ဆောင်ချုံပေးလိုက်တယ်ဟင်ဆောင်ချုံပေးရင်ဇနီးတဲ့ရဲ့သားကိုထိမိရဲ့ကအေးဆက်နေတဲ့အတွက်တင်းတူးထိတ်လန့်သွားပြီးလက်ပြန်ရုပ်သိမ်းလိုက်ပါရင်ဘာလို့အေးဆက်နေပါလဲထပ်ပြီးတေချာစီရင်မရဲတရဲနဲ့ ဇနီးတဲ့ရဲ့လက်ကိုထပ်မံထိလိုက်ပြန်ပါတယ်။ဒီအခါမှာလေတွေးလဲပတ်မှုမရှိသလိုအေးဆက်ဆက်ကြီးဖြစ်နေတဲ့အတွက်တင်တူဘုံလို့ပင်ထိလန့်သွားပါတယ်။ရှောက်ကြောင်းမိတ်တယ်လား။ရုပ်တရက်ခင်မမက သူ့ဘက်ကိုလှည့်လာပြီးမေးလာတယ်။အေးအဲ့တော့မှာပါ။အင်းအဲ့လေ။ဒါနဲ့ခင်မနေလို့ရောကောင်းရင်လား။ကောင်းပါရဲ့ယောက်ျားရဲ့ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးခင်မနေလို့မကောင်းရင ကို့ကိုပြောလို့ပြောမလို့ပါ ကောင်းပါရဲ့အဲ့တော့อืมတဖက်ကိုလည်းပင်အိတ်ချင်အောင်စောင်းနေလိုက်ရပါတယ်ခေါင်းထဲမှာကတော့အတွေးပေါင်းစုံကထူပူနေပြီးတညာလုံးနဲ့တရေမအိတ်လို့မရခဲ့ခြင်းမနက်မိုးလေးနာနဲ့ဇနီးကအိမ်ထဲကအိမ်ပြန်လုံးဝမထွက်တာကြောင့်တင်းတို့ကိုယ်တိုင်ဈေးကိုထွက်လာခဲ့တယ်သူပြန်ရောက်ကလေးကအခုချိန်ထိဆိုပါတော့တင်းတို့ဟဲ့ကောင်အိမ်ထဲမှာရှိလား တင်တူးဈေးသွားတာကမသိရဲ့တငယ်ချင်းဖြစ်သူတန်ထွေတယောက်အင်ရှိမှာအော်ခေါ်နေသူငါထားတဲ့စက်ပြင်းတဲ့ခွားရီလာပြန်ပေးခြင်းပဲဖြစ်ပါရင်တင်တူးတင်တူးဟာဒီကောင်ဘယ်သွားနေပါလဲတိတ်နေကြပါလားခင်မမလည်းမရှိဘူးထင်တယ်မထူးပါဘူးရောင်းလန်းစားနေအိမ်ပေါ်မှာတတ်ထားပေးလိုက်တော့မင်းအိမ်ပေါ်ကိုတန်ထွေတက်လာလိုက်တာနဲ့အိမ်ရဲ့တန်းပေါ်မှာဆင်ထားတဲ့ကလေးဘက်ကတကြွကြွအောင်မြင်ပြီး မမေသူမရှိဘဲလုံရန်နေရင်ဟမ်ခလေးပခတ်ပါလားဘယ်တော့ခင်မမမွေးတော့လဲငါလည်းမသိလိုက်ပါလားလုံရန်နေရဲ့ပခတ်စီကိုတန်ထွေးသွားလိုက်တာနဲ့တကုံလုံးချက်သည်ဖြန်းကနေထသွားပါရင်ဘာဖြစ်တာပါလဲဟမ်ပခတ်ထဲမှာခလေးလည်းမရှိပါလားအဲ့ဒီချိန်ပခတ်ဟာစောစောကားတက်ပို့ပြီးတော့ကျန်းစွာ လုံရန်လာပြီးတကြွကြွအောင်မြည်တန်းကလည်းပို့ပြီးတော့စူညံလာခဲ့ ဒါကြောင့်မလို့တန်ထွေးတယောက်ဟာဘလို့မှဟန်မဆောင်နိုင်တော့ပဲအိမ်ပေါ်ကနေအပြေးတစ်ပိုင်းပြေးဆင်းလာလိုက်ပါရင်တန်ထွေးဘာဖြစ်လာလဲကွာစားစရာအသားကဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ဆွဲချင်းကြီးကိုဆွဲပြီးတင်းတို့ချံဝါကွန်ရောက်မျက်နှာမှာကြောက်စိတ်တွေအထင်းသားပုံလင်းနေပြီးမိမိရဲ့အိမ်ပေါ်မှာအပြေးတစ်ပိုင်းဆင်းလာတဲ့တန်ထွေးကိုမြင်လိုက်ရတဲ့အတွက်နားမလည်နိုင်ဖြစ်သွားရပါရင်ငါငါမင်းရဲ့ခွားတွေလာပြန်ပြီလားငါသွားပြီနော်ဟိတ်ကောင်ဟာ ဒီကောင်မဖြစ်တော့လဲပြောပြီးရနဲ့အမြန်ပြေးထွက်သွားတဲ့တန်ထွေးကိုကြည့်ပြီးတင်းတို့စဉ်းစားရကြက်သွားပါရင်ဒီကောင်ဘာဖြစ်နေအောင်လဲမသိဘူးအဲ့ဒီခါမှာတော့အင်မော်ကိုပြန်တက်လာလိုက်ပြီးမိဖို့ကြောင့်မှဈေးချင်းနှောင်းကြီးကိုချလက်စည်းတန်းစင်ပြီးရနောက်ဇနီးတင်နဲ့တမီးလေးရှိရာအခန်းထဲကိုဝင်လာလိုက်ပါရင်ခင်မစစောတန်ထွေးကွာရီလာပြန်ပေးသွားရေဆိုဟုတ်တယ်လေယောက်ျားရဲ့ဒါနဲ့သူက ဘာလို့အိမ်ပေါ်နေပြေးဆင်းသွားလဲမသိပါဘူးသူ့ဘာသာသူပြေးဆင်းသွားတာပဲခင်မမရဲ့အပြောကတဘာဝမကြဘူးလို့တင်ထိုးသိလိုက်ပါရင်အမှန်ဆိုရင်ကို့အိမ်မော်ကပကြောင့်ကြောင်အားနဲ့ဟာပြေးဆင်းသွားနေဆိုတာခင်မမသိနေရမယ်မဟုတ်ပါလားဒါပေမဲ့ဒီကြောင်ကိုဆက်မမေ့တော့ပဲနေလိုက်ပါရင်ခင်မကြီးပဲတဏီကုံသမီးကိုထိနေရတာပင်မန်းရောပေါ့ကိုထိမိမယ်လာသမီးကိုကိုတလဲချင်မယ်ခင်မကလှုပ်ရှားရှိရသွားလို့ ဟုတ်ကဲ့ပါရှင်။ခင်မမရဲ့လက်ထဲမှာသမီးလေးကိုတင်းတုံးယူပြီးပွေချထားလိုက်ပါရှင်။ဖဖေသမီးလေးကအရန်ချစ်စရာကောင်းတာပဲ။တင်းတုံးတယောက်ရင်ခွင်ထဲမှာပွေချထားတဲ့သမီးလေးရဲ့မျက်နှာကိုငုတ်ကြည့်ပြီးချစ်မောနိုင်ဖြစ်နေပါရှင်။အဲ့လိုကြည့်နေရင်ပါပဲ။အမလေးခလေးကိုလက်ထဲခြေထားရမှာကျမ်းမော်ကိုအမြန်ချလိုက်ပြီးတင်းတုံးထိတ်လန့်တကြထောင်းလိုက်ပါရှင်။ဘာကြောင့်လဲဆိုတော့ခလေးဟာလောက်တလောင်းလောင်းတက်နေရဲ့ ကလေးအသေးပုတ်ကြီးဖြစ်နေအောင်ပါ။ရောက်ကြ။ဘာဖြစ်တာလဲ။ဘာဘာမှမဖြစ်ဘူးခင်မ။ကလေးကိုတန်းကြောင့်ခင်မလမ်းကိုမေးလာတဲ့အတွက်တင်းတို့ကအမြန်ပြန်ဖြေလိုက်ရပါရင်။အဲဒီနောက်မှာတော့မရေတရင်နဲ့ပြန်ကြည့်လိုက်တော့စစောကသူမြင်ခဲ့တဲ့အတိုင်းမဟုတ် ပုံမှန်ကလေးတယောက်ပင်။ငါဘာတွေဖြစ်နေရလဲ။ဘာဖြစ်လို့မကောင်းတဲ့အငွေးသက်တွေခံစားနေရတာလဲ။စစောကတမီးကိုဘာလို့ လေးတေကောင်းပြင်းမြင်ရတာလဲဟာဘာတွေလဲကွာမိမိရဲ့ဦးကောင်းကိုလက်နဲ့ထုပြီးနိုင်ရတော့မှငုတ်တုတ်လေးထိုင်နေလိုက်မြင်သူ့ဘာတွေဖြစ်နေရင်ဆိုတာကတော့စဉ်းစားလို့မရပါ မကောင်းတဲ့အငွေတက်တွေကိုခံစားနေရတဲ့အတွက်ဖုန်းကြီးကြောင့်ကိုတော့ရဲ့တင်းတုံစဉ်းစားလိုက်ပါရင်ခင်မကရိုမီသားဆိုဖုန်းကြီးကြောင့်ကိုတော့ကြရအောင်တင်းတုံရဲ့စကားကြောင့်ခင်မမမျက်နှာအမူအရာပြတ်သွားတယ်မတော်ပါဘူးမတော်ချင်ဘူး ဘာလို့လဲခင်မရဲ့ကိုရဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအယူအဆရခလေးမွေးပြီးလို့ရန်နေငင်ကြိုင်းဖုံးချောင်းအမျိုးနေပေးရတယ်ကွာအခုကိုယ်စိတ်ထဲမှာတမျိုးကြီးခံစားနေရတယ်နေလို့လည်းမကောင်းအဲ့ဒါကြောင့်ခင်မနဲ့တမျိုးပေါ့ကိုနဲ့တို့ဖုံးချောင်းလိုက်စေချင်တာအိုးမလိုက်မလိုက်ဒါပဲခင်မအကြောင်းကငင်းနေပုံကိုကြည့်ပြီးတင်းတူးစိတ်မောသွားရပါရင်အေးပါကွာခင်မသဘောပါပဲ သူတယောက်တည်းစိတ်ညစ်ညစ်နဲ့ရောင်းဆရာတော်ကျောင်းကိုထွက်လာလိုက်ပါရင်ဆရာတော်စီကိုရောက်တာနဲ့လက်ဟုတ်ချီမိုးကကတော်လိုက်တယ်။တင်းတူးကိုကြည့်ပြီးဆရာတော်စိတ်တဲ့တခုခုကိုသိတယ်လို့ခန်းစားလိုက်ရပါရင်တခါကြီးပြဿနာတခုခုကြုံနေရတယ်မဟုတ်လားကွ။ဆရာတော်ကသိနေတဲ့အတွက်တင်းတူးအံ့ဩတင်သွားရပါရင်တင်းမဖျားခနာဆောင်တခါကြီးဆရာတော်ထိုင်နေအောင်မထထားပြီးတောင်းကြမှာရေးပြည့်ထည့်ထားတဲ့ ခြေတံမှုကိုကိုင်းကပြောင်းလာခဲ့ပါရင်ရော့တကိုင်းဒါဦးစင်းကိုရိုင်းဂါရာနဲ့မန်းထားတဲ့ရေမန်းတွေတောက်လဲတောက်အိမ်ုံလဲဖျက်လိုက်ဆရာတော်ကံမေးရဲ့ရေမန်းမှုကိုတင်းတူးလှမ်းယူလိုက်ပါရင်တင်းမပြတပည့်တော်လုံလိုက်ပါမယ်ကောင်းပါရဲ့တကိုင်းဆရာတော်ပေးရဲ့ရေမန်းမှုကိုယူကအိမ်ကိုတင်းတူးပြန်လာလိုက်ပါရင်အဲ့ဒီနောက်မှာတော့ဆရာတော်မာကြားရဲ့အတိုင်းနဲ့ရေမန်းကိုတောက်လဲတောက်အိမ်ကိုလဲပတ်ပြန်လိုက်စဉ် အာပူရရောင်းတော့ရှင်ပါရီလုံးနေရလေအခန်းထဲမှာခင်မမရဲ့အော်တန်နဲ့တူတမီလေးရဲ့အော်ငိုတန်ကြောင့်တင်တိုးအော်တင်သွားပြီးအခန်းထဲကိုအမြန်ပြေးဝင်လာလိုက်စဉ်တကူလုံးတုံတုံရင်ရဲ့ဖြင့်ကြောင်းလန်းနေရတဲ့ခင်မမနဲ့ကျမ်းမြင့်မှာတုံလင်တုံလင်ဖြစ်နေတဲ့တမီလေးကိုပါတွေ့လိုက်ရပါရင်တင်တိုးလည်းပြရခတ်သွားပြီးဘာဖြစ်တာလဲခင်မတမီလေးရောဘာဖြစ်တာလဲရှင်မလာနဲ့ထွက်သွားထွက်သွား ူကစိမ့်စိမ့်ကြီးကြီးကမောင်းထုတ်နေတဲ့အတွက်တင်းတူးပို့ပြီးတော့အံ့ဩတင်သွားရပြန်နေ။ခင်မဘာဖြစ်နေရလဲ။ကို့ကိုပြောလေ။သူဘာလို့ပေးရမယ်မှမသိပဲအနာကိုတိုးကပ်သွားလိုက်တယ်။ထွက်သွားထွက်သွားလို့ပြောနေရလေ။ခင်မမရဲ့ပုံစံကပို့ပြီးတော့ကြောက်ဖို့ကောင်းလာတယ်။ခင်မမတခုခုဖြစ်နေပြီဆိုတာသိလိုက်ရလို့လက်ထဲမှာဂိုင်ထားတဲ့ဆရာတော်ရဲ့ရေမှန်းနဲ့ခင်မမကိုပတ်လိုက်ပါရင် အဲ့ဒီချိန်မှာပဲခင်မမတယောက်ရေမန်းထိသွားတာနဲ့ကျမ်းမြေပေါ်မှာအော်ပြီးလူလိမ့်နေပါရင်ခင်မမနေတို့တမီးလေးကပါလူလိမ့်နေပြီးကျေလောင်စွာအုံငူလာတဲ့အတွက်တင်းထုံချိန်မကိုင်းမိလက်မကိုင်းမိဖြစ်သွားရပါရင်တဲလိုခလင်းကိုတန်းခင်မမရဲ့အော်ဟစ်ညင်းညူတန်တို့နဲ့စုညာပွက်လောင်းဆိုင်နေတင်းထုံတင်းထုံတန်းထွေးနေတို့ရွာကလူကြီးချို့တင်းထုံရဲ့အိမ်ရှိကိုရောက်လာကြရင်ဒီကောင်အိမ်ထဲမှာပဲဖြစ်အောင် ကျွန်တော်တို့ဝင်သွားကြမယ်။တန်ထွေးရဲ့အော်ဂေါ်တန်ကိုတင်ထိုးခရုံမဆိုင်နိုင်တော့ဇနီးတဲ့နဲ့တမီးလေးကိုဘာလို့ပြရမယ်မသိပဲချင်းမကင်မီလက်မကင်မီဖြစ်နေပါရင်အဲ့ဒီချိန်မှာပဲတန်ထွေးနဲ့လူကြီးတွေကတင်ထိုးရှိရာအခန်းထဲကိုဝင်လာလိုက်ကြတယ်။တင်ထိုးမင်းဘာဖြစ်နေရလဲ။တင်ထိုးတယောက်တည်းဟိုကြီးဒီကြီးနဲ့မျက်နှာမှာစိုးရိမ်မှုတွေက အထင်းသားတွေ့မြင်နေရတယ်။ငါမိမနဲ့တမျိုးကဲပါအောင်ကွာသူတို့ဘာဖြစ်နေရလဲမသိဘူး။ ခင်မငါအကမကံလုတ်ပအောင်ကွာဘမလဲကွာမင်းမိမနဲ့တမယဟိုမလေးမင်းမတွေ့ဘူးလားတင်တူးညွန်ပြတဲ့အခန်းထောက်မှာဘသူမှရှိမနေစိတ်ထဲမှာမောင်တင်တူးမင်းမိမနဲ့တမယမရှိဘူးလေတေချာကြည့်ပါအောင်လူကြီးတူပြောတဲ့အတိုင်းတင်တူးပြန်ကြည့်လိုက်တဲ့အခါမှာတော့ခင်မမနဲ့တမီလေးကိုမတွေ့ရတော့ဘူးဟမ်ဆောဆောခင်မနဲ့တမီရှိနေရဲ့ ခင်မပူတယ်ဆိုပြီးတော့လူလိုက်ပြီးအော်နေရသမီးလေးကလည်းအော်ငုံနေရခင်မမနဲ့သမီးလေးရုတ်တရက်ပြောက်ွယ်သွားတဲ့အတွက်တင်းတိုးကမယုံကြည်နိုင်စွာဖြစ်သွားရပါသည်အခုဘာမှမရှိဘူးမဟုတ်လားတကယ်တော့ခင်မမနဲ့မင်းရဲ့သမီးကတကယ်မရှိဘူးဟမ်မဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးတင်းတိုးလက်မခံနိုင်ပါမင်းလက်ခံရမယ်တင်ထုံငောင်မင်းကိုခွာလာပို့တဲ့နေရာမှာ မိအိမ်မှာတခုခု ဖြစ်နေရဲဆိုတာသိလိုက်ရတာပြီးတော့ဒေါ်နုရီလည်းမိမိမနဲ့ကလေးကိုလာတွေ့ရအခန်းထဲမှာသူတို့မရှိရပြင်ကြက်သိန်းတွေထအပုတ်နှံ့တွေရလို့ရဲကွငါတို့အားလုံးပြောပြပြီးပြီနောက်တစ်ခုရှိသေးရခေမမကလေးမွေးသွားပြီလို့မင်းပြောတယ်နော်ရက်ွက်ကတောင်းပေါ်ဆရာမနဲ့လက်တဲ့ဒေါ်မိတေကိုမေးကြည့်တော့ခေမမကိုသူတို့မမွေးပေးခဲ့ကြဘူးတဲ့ခေမမကလေးမွေးရဲ့အကြောင်းလည်းတရားမှမသိကြအောင် မင်းစဉ်းစားကြည့်စမ်းထူးဆန်းမနေဘူးလားတန်ထွေးပြောတာတွေကိုနားထောင်ပြီးသူပြန်ရောက်တဲ့နေ့ကဆက်လို့အချိန်နေအားလုံးကိုပြန်တွေ့ကြည့်သူကိုယ်တိုင်းလည်းရောက်စကလေးကတခုခုခံစားနေကြရတယ်မဟုတ်ပါလားဒါဆိုခင်မကဘာမှလဲငါတို့တွေလည်းအဲ့ဒါကိုပဲစဉ်းစားနေကြတာသူပဲရောက်ပြီးဘာဖြစ်သွားလဲပေါ့တင်တို့ရှင်နေပူကနေဖြစ်သွားရပါတယ်ပြောနေရကြတယ်ငါတို့ခင်မကိုရှာကြရအောင် တန်ထွေပြောင်းလိုက်တာနဲ့ခင်မောက်စပေးရှာကြပါရယ်တိန်လုံးဝင်နောက်ပေးရှာရယ်မတွေ့ရကခြံလေးကိုဆင်းလာပေးရှာကြပါရယ်ခြံနောက်ဘက်မှာမရှင်းတာကြပေးဖြစ်တဲ့ခြုံရွယ်များထူတန်းစွာပေါရောက်နေကြတဲ့အတွက်မနေတိုးဝင်ပြီးရှာရပါရယ်ဟိုဒီဒီလက်ဖက်ကြည့်ရှုပေးရှာနေစဉ်တစုံတစ်ခုကိုနေမိသွားတဲ့အတွက်တင်တိုးအောက်ကိုငုံကြည့်လိုက်တဲ့ဟင်ခင်မမဖြစ်ရဘူးဒီလိုမဖြစ်ရဘူး ရင်ရွေးနေရဲ့အသားဆောင်အနေငယ်သာကြံတော့တဲ့အယိုးစုတစ်ခုအဝယ်စားကိုကြည့်ခြင်းအပြင်ခင်မမမန်တင်ထူးတန်းတိလိုက်ပါရယ်အဲ့ဒီအယိုးစုကိုဖက်ကငိုကြွေးနေပါရယ်တင်ထူးစီကိုတန်းထွေးတဲ့လူကြီးတွေရောက်လာကြပြီးခင်မမရဲ့အဖြစ်ဆိုးကိုကြည့်ကစိတ်မကောင်းဖြစ်သွားရပါရယ်ဒီလိုမဖြစ်အောင်လေကွာကိုမထားခဲ့ပါနဲ့ခင်မရယ်တင်ထူးကိုအားလုံးကကိုတင်းစာတနာနေကြမြင် အဲ့ဒါကြောင့်မလို့သူစိတ်ကြိုင်းဝငိုစေပြီးမှခင်မမရဲ့အယိုးစုကိုအိမ်ထဲကိုပြန်တည်ယူလာကြတယ်။ပြီးရနောက်မှာတော့အာသူဘချကောင်းစွာတကြိုပေးလိုက်ကြပါတယ်။ရက်ွက်ထဲကလူများကလည်းစိတ်မကောင်းစွာလိုက်ပါပူဆောင်ကြတယ်။စနီးတဲ့ကိုဆုံရှုံလိုက်ပြီးအချိန်ကစပြီးတင်ထုံးတယောက်စိတ်ထိခိုက်ပြီးနေရောညပါအဆက်မပြတ်မှုကအရက်သမားဘွားကိုလုံလုံချက်ရောက်သွားပါတယ်။ခင်မရေခင်မ အမိုးလွနေတဲ့အတွက်မျက်လုံးကိုမနေပြူပြဲဖွင့်ထားရပြီးရိုင်တိရိုင်တိုင်းခြေလန်းတွေနဲ့အိမ်မော်ကိုလှန်တက်လိုက်တဲ့အဲ့ဒီချိန်မှာပဲအိမ်ဝမှာသူ့ကိုစိတ်ဆိုးတဲ့အမူအရောင်းနဲ့ကြည့်နေရဲ့ခင်မမကိုမြင်တွေ့လိုက်ရတဲ့အတွက်တင်းထူးပြုံးပြီးပြလိုက်တယ်ခင်မစိတ်ဆိုးနေရလားမဆိုးပါနဲ့ကွာမျက်နှာကြီးစူပုတ်ပြောင်းနေနဲ့ပြုံးပြောင်းခင်မမပြုံးပြလိုက်တော့အရန်ကိုကျင်းတဲ့ပီတီဖြစ်သွားရပြီအမူလွန်နေရကြောင့်အိမ်နည်းကိုစက်မဝင်နိုင်တော့ပဲ အဲ့နေရာမှာပဲလဲချပြီးအိတ်လိုက်တယ်။သူ့ရဲ့အင်ရှင်လန်ရှင်ဖြတ်သွားတဲ့လူတွေက တင်တူးတရားမိုးပြီးစကားတွေပြောနေရကိုအမြင်မြင်နေကြပါတယ်။သူ့ကိုအလုံးကယူသွားပြီလို့သတ်မှတ်ကြပါတယ်။ဒါပေမဲ့သူကယူမဆိုင်သူ့ရဲ့အတွင်သူ့ရဲ့ပုံရိပ်သူ့ရဲ့အိမ်မှာဇနီးနဲ့တမီးလေးကသူ့နောက်အစင်မြဲရှိနေ။သူတို့မိသားစုပျော့ပျော့ရွှင်ရွှင်နေကြတယ်။စကားပြောကြတဲ့စားနောက်ကြည့်စေကြတယ်။လူများမသိရင်သူတို့မိသားစုကပါလေးက အင်ဂျင်ဂျင်လေးထဲမှာရှိနေခဲ့ရင်မဟုတ်ပါလားဟုတ်ကဲ့ပါပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူနေစဉ်တော်ရေးသားထားတဲ့တစေခင်မုံဆိုရက်ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ဒီဇာတ်လမ်းလေးကိုနောက်ဆက်အောင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်